ိုင်းမင်္ဂလာပါရှင်ဒီနေ့ကျမတို့ရဲ့အယမေခြေတဲ့ကိုအတူတူဆင့်သက်လေ့လာဖို့ကြိုးစားပါရရှင်ဒီနေ့တော့လေ The Wise Believers မှာပြုစုပင်ထားသောအချက်အလက်ကိုအထူးကကိုးကားပြီးတော့ဓမ္မတိချမ်းနဲ့ကတသက်လုံးနဲ့ဩဝါဒစာပထမဆုံးအခန်းကြီးနှစ်ကိုပေါ့နော်အတူတူစူးစမ်းကြည့်ကြရအောင်ဟုတ်ကဲ့ခင်ဗျာဒီအခန်းကြီးကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ရှင်ဘောလူရဲ့ဟိုဟာတတလောနေ့မြို့မှာသူဘလို့အမှုတော်ဆောင်ခဲ့တယ်လဲသူ့ရဲ့ယက်တိချက်ကဘလို့လဲအဲကြုံခဲ့ရတဲ့အခက်ခဲတွေ ပြီးတော့တတလောနေကယုံကြည်သူတွေရဲ့တုံ့ပြန်တုံလေဒါတွေကိုအတိအကထားပြီးလေ့လာတော့မှာပါဒီရင်မြစ်ထဲကအနှစ်သာရတွေကိုထုံ့နှုတ်ပြီးတော့လေဘာတွေကတကယ်အရေးကြီးလဲဆိုတာကိုဆွေးနွေးကြည့်ကြတာပေါ့နော်ဟုတ်ပါတယ်ညခန်းကြီးရလေခေါင်းဆောင်မှုဆိုတာပါလေအဲစစ်မှန်တဲ့ယက်တီချက်ကဘလောက်အရေးကြီးတယ်လဲနောက်ပြီးကိုယုံကြည်ချက်ကြောင့်အတိုက်ခံတွေကျုံလာတဲ့အခါဘလို့ရင်ဆိုင်မလဲဆိုတော့အခြေခံကြတဲ့မိခွန်းတွေအတွက်အလွန်တရာတန်ဖိုးရှိတဲ့တင်ကန်စာတွေပေးနေတာကိုတွေ့ရမှာပါ ရှင်ပေါ်လူရဲ့ကိုပိုင်တွေ့ကြုံနေနေထုံနှုတ်ထားတဲ့အဲလက်တွေ့ကြတဲ့ချက်တွေအများကြီးပါဝင်နေတယ်။ကောင်းပါပြီကောင်းပါပြီ။ပရမဇောမနီနဲ့အခန်းငယ်၁မှာရှင်ပေါ်လူအခိုင်အမာပြောထားတဲ့စကားကိုကြည့်အောင်။သူကတတလောနေကိုသူတို့ရဲ့ရောက်ရှိခြင်းဟာအချင်းကြီးမဖြစ်ခဲ့ပါဘူးလို့ဆိုတယ်။အဲဒီစကားရဲ့နောက်ခံကိုနည်းနည်းပြန်ကြည့်ဦးလို့မထင်နဲ့နော်သူတို့တတလောနစ်ကိုမရောက်ခင်လေကင် ဖိလစ်ပီးမြို့မှာဘာတွေကြုံခဲ့ရတယ်လဲဆိုတာကဒီစကားရဲ့အတိအပယ်ကိုပို့ပြီးတော့လေးနေစေတယ်လို့ထင်တယ်။မှန်ပါတယ်။ဟုတ်ကဲ့။ဖိလစ်ပီးမြို့မှာရှင်ပေါလုနဲ့တိလွားနူတို့ဟာအတော်လေးပြင်းပြင်းထန်ထန်ရန်ရက်ခံခဲ့ရတယ်။ထောင်ထဲအခြားခံခဲ့ရတယ်။လူပုံအလဲမှာအရှက်ခွဲခံခဲ့ရတယ်။အဲ့ဒီလောက်နာကျင်မှု အရှက်ရမှု စိတ်တန်ရတဲ့ရပြီးခါစားမှာပဲတတလောနေကိုရောက်လာပြီးတော့ ကြီးမားသောစန့်ကျင်မှုများကြားတဲ့ကပင်ဖျားသခင်ရဲ့တရင်ကောင်းကိုရဲရဲဝံ့ဝံ့ဆက်ဟောခဲ့တယ်လို့အခန်းငယ်မြင့်မှာဖော်ပြထားတာလေဒီချက်ကသူ့ရဲ့ခံယူချက်ဘလို့ပြင်းထန်တယ်ဆိုတာကိုပြနေတာပဲကြောက်ရွံ့မှုတွေရှိနေနိုင်ပေမဲ့နောက်ဆုတ်မသွားခဲ့ဘူးဆိုတဲ့သဘောဟုတ်ကဲ့ the wise believers ရဲ့မတ်စုတွေထဲမှာဒီအချက်ကိုဘယ်လိုတောင်းတထားလဲဆိုတာစိတ်ဝင်စားစရာပဲဖိလိပ္ပိမှာအဲ့ဒီလိုအဖြစ်ဆိုးကြုံပြီးခါစားမှာတတလောနီမှာဆက်ဟောတာကသူ့ရဲ့စစ်မှန်မှုကိုပို့ပြီးတော့တတ်တည်ပြတယ်လို့ဖြစ်သွားစေတယ်လို့ဆိုလိုချင်တာလားအတိအကျပါပဲဟုတ်ပါတယ်အဲ့ဒီမတ်စုတွေကထောက်ပြတာကတော့အဲ့ဒီလိုအခက်ခဲကြုံပြီးခါစားမှာဆက်လုပ်တယ်ဆိုတာကသူ့ရဲ့ရည်ရွယ်ချက်ဟာကိုကြိုးအတော့မဟုတ်ဘူးဆိုတာကိုပို့ပေါ်လင်းစေတယ်ဆိုတာပါပဲ ဒါကြောင့်အခန်းငယ်3ကနေ6အထိမှာသူ့ရဲ့အမှုတော်ဆောင်ခြင်းနောက်ွယ်ကဆေးဆော့မှုကိုသူအလေးနဲ့ရှင်းပြရတာဖြစ်နိုင်တယ်။သူ့ရဲ့တွန်တင်မှုဟာမာယွေးမှုကနေလာတာမဟုတ်ဘူး။မတန့်ရှင်းတဲ့စိတ်ကြောင့်မဟုတ်ဘူး။လှည့်ဖြားလို့စိတ်အဲပြည့်ရလည်းမပါဘူးလို့အခိုင်အမာပြောတယ်။ အင်းအခန်းငယ်လေးမှာသူပြောရတာကပူရှင်းသွားတယ်။ဖျားသခင်ကတရင်ကောင်းကိုငါတို့လက်ထဲအနှင်းဖို့ငါတို့ကို ထိုက်တန်တယ်လို့မယူခဲ့တဲ့အတွက်ငါတို့ဟောပြောကြရတယ်။ဆိုလိုတာကသူတို့ရဲ့အဓိကယီမန်းချက်ဟာလူတွေကိုကျေနပ်စေဖို့မဟုတ်ဘူး။သူတို့ကိုစစ်ဆေးပြီးတောင်းဝန်ပေးအပ်တဲ့ငါတို့ရဲ့အလုံးသားကိုစစ်ဆေးတော်မူသောဖျားသခင်ကိုပဲကျေနပ်စေဖို့ဆိုတဲ့သဘောပေါ့နော်။ဒါကသူတော်လေးအားကောင်းတဲ့ယတိချက်ပဲ။ဟုတ်ပါပဲ။ပြီးတော့အဲ့ဒီခက်ကလက်လက်ဟောပြောသူတချို့နဲ့သူ့ကိုသူချာနာကြောင်းလည်းပြ။ အခန်းငယ်9မှာသူကဘလုံးကမှမြော့ပင့်ဖားရသောစကားဆိုတာမျိုးတွန်းကြတာမဟုတ်ဘူးလောဘကိုဖုံးကွယ်ဖို့မျက်နာဖုံးလည်းမရှိခဲ့ဘူးလို့ဖျားသခင်ကိုတက်တက်တီးပြီးပြောတယ်။ဒါပြင်အခန်းငယ်ချုပ်မှာသူတို့ကခရစ်တော်ရဲ့တမန်တော်တွေအနေနဲ့အခွင့်အရေးဝင်ထုတ်ဝင်ဖို့ဖြစ်စေနိုင်မဲ့အခွင့်အာဏာသုံးနိုင်မဲ့အဲ့လိုမလုပ်ခဲ့ဘူးလူတွေရဲ့ချီးမွမ်းခြင်းကိုလည်းမရှာခဲ့ဘူးလို့ဆိုတယ်။ဒါရီအောင်လုံးကသူ့ရဲ့တမာရီသူ့ရဲ့စစ်မှန်တဲ့စည်ရင်ကိုဖော်ပြနေတာပါ။ဟုတ်ကဲ့ ဒီဝင်ထုတ်ဝင်ပိုးမဖြစ်စေခြင်းဆွဲအချက်က နောက်ထပ်အရေးကြီးတဲ့အပိုင်းကို ရောက်သွားစေပြီးသူတို့ရဲ့ခေါင်းဆောင်မှုပုံစံကဘလို့ရှိခဲ့တယ်လဲဆိုတာကိုကအခန်းငယ်၉မှာသူတို့ဘလို့နေထိုင်ခဲ့ကြတယ်လဲဆိုတာကိုပိုရှင်းအောင်ပြောထားတယ်နော်ဟုတ်ပါတယ်အခန်းငယ်၉မှာရှင်ပေါ်လူကတင်းတို့ထက်ကဘသူကိုမှဝင်ထုတ်ဝင်ပိုးမဖြစ်စေလို့တဲ့အပေနေရောညာပါ ပင်ပန်းစွာအလုတ်လုတ်ခဲ့ကြတယ်လို့ပြန်အမှတ်ရစေတယ် သူတို့ဟာတရင်ကောင်းဟောပြောရင်းနဲ့တစ်ဖက်မှာလဲကိုဝန်းစာအတူလက်နဲ့အလုပ်လုပ်ခဲ့ကြတယ်ဒါကအဲ့ဒီခက်ကအသွေးခေါ်ရတော့အထင်းကြီးစရာမဟုတ်တော့ဘူးပေါ့လေဂရီယိုမယဉ်ကျေးမှုမှာ ကိုကာရအလို့ကိုနှိမ်ကြတယ်လို့တတ်မှတ်တတ်ကြတာကိုဒါပေမဲ့ရှင်ပေါ်လူကဒီလိုလှုပ်ဆောင်ခြင်းအပြင်သူ့ရဲ့ကိုကြိုးမဖတ်မှုနဲ့မိသားကိုလက်တွေ့ပြသခဲ့တယ်။အင်း ပြီးတော့ဒီလိုကိုကျိုးစွန့်တဲ့လှုပ်ဆောင်မှုအပြင်သူတို့ရဲ့ဆက်ဆံရေးပုံစံကိုဖော်ပြဖို့တုံးထိုင်တဲ့ပုံဥမာတွေကတကယ်ကိုထိမိတယ်နော်အခန်းငယ်98မှာလေးမိခင်တယောက်လို့ဖခင်တယောက်လို့ဆိုပြီးတုံးထားတာဟုတ်ကဲ့ဒီချက်ကတကယ်ကိုအလေးထားတဲ့အချက်ပါ အခန်းငယ်ခွန်မှာသူတို့အလယ်မှာငါတို့ကနူးညံ့တိမ်မွေ့စွာကျင့်ဆောင်ခဲ့ကြတယ်မိခင်တူကမိမိရဲ့ကလေးငယ်တွေကိုနိုးတိုက်ကြွေးပြုစုဆောင်ချောက်တဲ့ကဲ့သို့ပဲလို့ဆိုထားတယ် ဒီနေရာမှာတုံးထားတဲ့နူးညံ့တိမ်မွေ့ခြင်းဆိုတဲ့စကားလုံးကကရုဏာတရားစင်နာမှုစာနာမှုတွေကိုဖော်ပြတယ်။မိခင်တယောက်ရဲ့ຫນွေထွေးမှုကားကွယ်ပေးမှုပြုစုစောင့်ရှောက်မှုမျိုးနဲ့သူကတက်တလော်၌ယူကြည့်သူတွေကိုဆက်ဆံခဲ့တယ်ဆိုတဲ့သဘောဒါပေမဲ့မိခင်လိုနူးညံ့မှုတစ်ခုတည်းတော့မဟုတ်ပြန်ဘူးနော်အခန်းငယ်7နဲ့7မှာကြတော့ဖခင်တယောက်ရဲ့အခန်းကဏ္ဍကိုဆက်ပြောပြန်ရောဟုတ်ပါတယ်အခန်းငယ်7မှာဖခင်တူက မိမိရဲ့သားသမီးတွေကိုဆက်ဆံတဲ့ကဲ့သို့ဆိုပြီးတူးချင်းစီကိုဘလို့ဆက်ဆံခဲ့တယ်ဆိုတာပြောတယ်။ဘာတွေလုပ်ခဲ့တယ်လဲဆိုတော့အားပေးခြင်း၊သင့်ခြင်းပြီးတော့တိုက်သွန်းနှိုးဆော်ခြင်းတွေလုပ်ခဲ့တယ်လို့ဆိုတယ်။ဘာတွေလဲဆိုတော့အခန်းငယ်ဆက်နေမှာတင်တို့ကိုမိမိရဲ့နိုင်ငံတော်နဲ့ဖုံးတော်ထဲသို့ခေါ်သွင်းတော်မူသောဘုရားသခင်နဲ့ထိုက်တန်းစွာအသက်ရှင်လျှော်လန့်မှုကြည့်တယ်။ဖခင်တရားလိုလမ်းညွန်တဲ့ ိတ်ပြင်းတယ်။စံချင်းစံညွန်းတွေတမတ်ပေးတယ်။ပြီးတော့မျောလင်းချက်ပန်းတိုင်စီကို တွန်းပို့ပေးတယ်ဆိုတဲ့သဘောမျိုး။အေးဒီမိခင်ရောဖခင်ရောနှစ်မျိုးလုံးရဲ့အရေးအသွေးတွေကိုပေါင်းဆက်ထားတဲ့ခေါင်းဆောင်မှုပုံစံကထူးခြားတယ်လို့ဆိုရမယ်။ The wise believers ရဲ့မဆူဒီမှာဒီအချက်ရဲ့အရေးပါပုံကိုဘလို့ထက်ပြီးဖွင့်ဆိုထားပါသလဲအဲ့ဒီမဆူတွေကအလေးပေးတာကတော့ဒီနှစ်ခုရဲ့ဟန်ချက်ညီမှုပါလေနူးညံ့တဲ့ပြုစုဆောင်ရှောက်မှု မိခင်ကနာပါလေ ਨੇ ခိုင်မာတဲ့လမ်းညွှန်မှုတက်မပေးမှုဖခင်ကနာအဲနှခုလုံးဟာကျမရဲ့ဝိညာဉ်ဟာဖုံးပြတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုလိုရင်ဖြစ်ပါတယ်ဆိုတော့လေရကျုခေါင်းဆောင်မှုပုံစံတွေကနူးညံ့မှုဘက်ကိုအရန်အားတာပြီးအမှန်တရားကိုပြောဖို့တက်မပေးဖို့ဝင်လိတတ်တယ်အဲ့ဒီအခါမှာလူတွေကလမ်းမရောက်သွားနိုင်တယ်တချို့ကြတော့လေတင်းကြမှုစီကံအမှန်တရားကိုပဲအရန်အားတာပြီးမေတ္တာကရုဏာနားလည်မှုတွေခေါင်းပါသွားတတ်တယ် အဲ့ဒီခါမှာလူတွေကစိတ်ပစ်အားငယ်ပြီးဝင်ပြီးခံစားရနိုင်တယ်။ရှင်ဘော်လူရဲ့နမူနာကဒီနှစ်ခုကိုဟန်ချက်ညီညီပေါင်းစပ်ပြထားတာပါ။ဒါဟာတဖက်သက်အမိုက်အာနာသုံးတာဒါမဟုတ်ချော့မြူနဲ့တင်မှုသက်သက်ပဲပေးတာမျိုးနဲ့လုံးဝကွဲပြားပါတယ်။ဟုတ်ကဲ့။သူ့ရဲ့စကားသက်သက်ပဲမဟုတ်ကဲ့။သူ့ရဲ့အတ္တကိုယ်တိုင်ကလည်းတတ်တည်ဖြစ်တယ်ဆိုတာကိုအခန့်ငယ်ဆယ်မှာသူထပ်ပြောထားသေးတယ်နော်။ ်တင်းတို့ယုံကြည်သူတွေရဲ့ရှေ့မောင်မှာငါတို့ဟာဘလောက်တန်ရှင်းဖြောက်မဲ့ပြီးအဖြစ်တင်စရာကဲမဲ့စွာကျင့်ဆောင်ပြုမှုခဲ့တယ်ဆိုတာကိုတင်းတို့ကိုယ်တိုင်သက်သေတည်ဖြစ်ကြတယ်။ဖီးရားတကယ်လည်းသက်သေဖြစ်တော်မူတယ်လို့ရဲရဲဝံ့ဝံ့ပြောထားတာတွေ့ရတယ်။သူ့ရဲ့အသက်တာနဲ့တွင်တင်ချက်ကတသက်သေးကြနေချေပုံပဲ။တည်ကြပါတယ်။သူ့ရဲ့စကားသူ့ရဲ့လုပ်ရဲ့သူ့ရဲ့ဆက်ဆံရေးပုံစံအားလုံးကသူဟောပြောတဲ့တည်င်းစကားရဲ့စစ်မှန်မှုကိုထောက်ခံနေခဲ့တယ်။ ဒါမဲ့ဒီလိုကောင်းမွန်တဲ့ရည်ရွယ်ချက်စစ်မှန်တဲ့အသက်တာနဲ့အမှုတော်ဆောင်နေပေမဲ့အရာအလုံးအစဉ်ပြေချောမွေးခဲ့တာတော့မဟုတ်ဘူးပေါ့လေအတိုက်ခံတဲ့အကြောင်းကိုဆက်ပြော့ထားတယ်။အရာဖျားသခင်ရဲ့အသင်းတော်တွေအရင်ဆုံးဆက်တင်တည်ထောင်ခဲ့တဲ့အသင်းတော်တွေကယုံကြည်သူတွေကြုံခဲ့ရတယ်လို့ပဲသူတို့ရဲ့ကိုယ်ပိုင်လူမျိုးတိုင်းသူပြည်သားတွေလက်ထဲကနေဆင်းရဲဒုက္ခနှိမ့်ဆက်ညှဉ်းပန်းခြင်းကိုခံခဲ့ရတယ်လို့ရှင်ပေါလုကဖော်ပြတယ်။ ဆိုလိုတာကသူတို့ရဲ့ယုံကြည်ခြင်းဟာစကားလုံးအစစ်မှပဲရှိနေတာမဟုတ်ပဲတကက်လက်တွေ့ဘဝရဲ့စင်ခေါ်မှုတွေစံတမှုတွေကိုရင်ဆိုင်ဖြစ်ကျော်နေရတယ်ဆိုတာကိုပြနေတာပေါ့နော်မှန်ပါတယ်ဒီနေရာမှာတို့ရှင်ပေါ်လူကသူ့ကိုစန့်ကျင်တိုက်ခိုင်းနေသူတွေအထူးသဖြင့်သူ့ရဲ့ကိုယ်ပိုင်လူမျိုးဖြစ်တဲ့ဂျူးလူမျိုးတချို့အပေါ်မှာအတော်လေးပြင်းထန်တဲ့စကားလုံးတွေတုံးထတာကိုအခန့်ငယ်15နဲ့16မှာတွေ့ရပါတယ်ဒီကျမ်းပေါ်ရဲ့ဖော်ပြချက်အရအဲ့ဒီဂျူးလူမျိုးအတိုက်ခံတွေဟာ သခင်ယေရှုကိုတတ်ခဲ့ကြတယ်။ပရောဖက်တွေကိုလည်းတတ်ခဲ့ကြတယ်။ပြီးလို့ရှင်ပေါ်လူတို့တမန်တော်တွေကိုလည်းနှိမ့်ဆက်ညင်ပိုင်းနင်းထောက်ခဲ့ကြတယ်။သူတို့ကဘုရားသခင်ကိုမနစ်သက်စေတဲ့အဖြစ်လူသားအလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဆိုတယ်။အဓိကအကြောင်းရင်းကတော့လူမျိုးသားတွေကယ်တင်ရှင်ပဒင်းကောင်းရရှိဖို့ရှင်ပေါ်လူတို့ဟောပြောတာကိုတားဆီးပိတ်ပင်နေလို့ပဲလူသူကဆွဆွဲပြောဆိုခဲ့ပါတယ်။အင်းဒီစကားလုံးတွေကတော်တော်လေးပြင်းထန်ပြီးတော့ဟိုဟာစက္ကန်စားမှုပြင်းပြင်းနဲ့ပြောထားသလိုပဲเนาะ ဟုတ်ပါတယ်ဒီနေရာမှာကျွန်တော်တို့တရိပ်ပြွားမှာက တဟာအဲ့ဒီအချိန်အဲ့ဒီအချိန်ဒီမှာရှင်ပေါ်လူရဲ့ရှုမြင်ခန္ဓာကျင်နဲ့သူ့ရဲ့အတိုက်ခံနေရပေါ်တုံးသက်ချက်ဖြစ်တယ်ဆိုတာပါပဲဒီစကလုံးတွေရဲ့နောက်ခွဲကတမိုင်းဆိုင်ရာအခြေအနေတွေယုံကြည်မှုဆိုင်ရာပဋိပက္ခတွေရဲ့ပြင်းထန်မှုတွေကိုနားလည်ဖို့ကြိုးစားရမယ်ကျွန်တော်တို့ကဒီကြမ်းပိုက်မှာပါတဲ့အချက်အလက်တွေကိုတင်ပြနေတာဖြစ်ပြီးဒီရှုမြင်ချက်ကိုအတိပြုထောက်ခံနေတာဒါမှမဟုတ်ရှုတ်ချနေတာမဟုတ်ပါဘူးဒါပေမဲ့ဒီကြမ်းပိုက်ကအဒီပထမရာစုအတွင်းမှာတရင်ကောင်းပြင့်ွားမှုကြိုးစားရမှာဘယ်လောက် တောင်ပြင်းထန်တဲ့စန့်ကျင်မှုတွေရှိခဲ့လဲဆိုတာကိုတော့ထင်ထင်ရှားရှားသက်သေပြနေပါတယ်။ဟုတ်ကဲ့ဒီလိုတိုက်ခိုက်နေပြင်းထန်နေတဲ့ကြားကနေပဲသက်ဆာလောနဲ့ယုံကြည်သူတွေရဲ့တုံမြမုံလိုကြည့်ရတာကအားရစရာကောင်းတယ်နော်။အခန်းငယ်7တောင်းမှသူတို့ရဲ့တုံမြမုံကဒီအခန်းကြီးရဲ့အေးရေးကြီးဆုံးအချက်တီထဲကတခုလို့ပြောနိုင်မယ်ထင်တယ်။ဒီကြပါဟုတ်ပါတယ်။အခန်းငယ်7မှာရှင်ပေါ်လူကဖျားသခင်ကိုကျေးဇူးတင်ကြောင်းပြောရင်းဘာကြောင့်ကျေးဇူးတင်ရတယ်လဲဆိုတာကိုရှင်းပြတယ် သင်တို့ဒီငါတို့ဟောပြောသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာလက်ခံကြတော်အခါလူစကားကိုလက်ခံတကယ်သူမဟုတ်ပေအမှန်တကယ်ဖြစ်သည့်ဖျားသခင်ဤနှုတ်ကပတ်တော်ကိုလက်ခံကြတော်ကြောင့်ဖြစ်တည်တယ်တဲ့ဒါကတော်တော်လေးအရေးပါတယ်ခွဲခြားမှုပဲသူတို့ဟာသတင်းစကားတည်ဆောင်းလာတဲ့လူပေါ်လို့လက်သူအဖွဲ့ကိုအရိကမကြည်ပဲသတင်းစကားရဲ့မူသားအစစ်အမှန်ပိုင်ရှင်ဖျားသခင်ကိုအတိမတ်ပြုခဲ့ကြတယ်ဆိုတဲ့သဘောအင်း the wise believers ရဲ့မှတ်စုချက်ကကျွန်တော်ရဲ့အသက်တာအတွက်စင်ကျင်စရာဆိုတဲ့အပိုင်းကလည်းဒီအချက်နဲ့တည့်ရဆက်ဆက်နေပုံပဲနော်။တွင်တင်ချက်တစ်ခုကိုဒီလိုအလေးချိန်မျိုးနဲ့ခံယူရဲဆိုတာဘာကိုဆိုလိုသလဲဆိုတဲ့မေးခွန်းကိုစဉ်းစားဖို့တိုက်တွန်းထားတယ်။ကဲလို့ဆိုထားတယ်။ဆိုလိုတာကသူတို့ရဲ့လက်ခံပုံကပေါပေါတန်တန်ခေါင်းကြီးလိုက်တာမျိုးမဟုတ်ဘူး။အဲ့ဒီနှုတ်ကပတော်ကသူတို့ရဲ့အတင်းစိတ်နှလုံးသားထဲမှာသူတို့ရဲ့အသက်တာထဲမှာ တကယ်အလုံးလုံးနေတယ်ပြောင်းလဲမှုနေဖြစ်စေတယ်ခွန်အားတွေပေးနေတယ်ဆိုတဲ့သဘောသူတို့ကြုံနေရတဲ့နိုင်ဆိုင်ငင်းပန်းမှုတွေကိုခံနိုင်ရရှိစေတာကလည်းဒီအချက်နဲ့ဆက်ဆက်နေနိုင်တယ်သူတို့ဟာလူအတွေးခေါ်တစ်ခုကိုလက်ခံထားတာမဟုတ်ဘဲတန်ကိုးပါတဲ့ဖျားသခင်နှုတ်ကပတော်ကိုလက်ခံထားလို့ခံနိုင်ရရှိနေတာဖြစ်နိုင်တယ် ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာကိုပြန်ပြီးခြုံငုံကြည့်အောင်နော်တတလုံးလေးဩဝါဒစာပထမဆုံးအခန်းကြီး1ကို The Wise Believers ရဲ့မှတ်စုတွေအခုညီနဲ့လေ့လာခဲ့ကြတယ်ရှင်ပေါ်လို့ဟာဖိလိပ္ပိမှာဂျုံခရရဲ့အခက်ခဲတွေကြားကထွက်လာပြီးတတလုံးလေးမှာရဲရဲဝံ့ဝံ့အမှုတော်ဆောင်ခဲ့တယ်သူရဲ့လုံဆောင်မှုအားလို့ဟာစစ်မှန်တဲ့စေရန်ဖျားသခင်ကိုနှစ်သက်စေလို့တဲ့စိတ်ညာပြုလုပ်ခဲ့ပြီးလူချင်းမွန်းချင်းကိုကြိုးစည်းပွားတွေကိုရှာဖွေခဲ့ခြင်းမရှိဘူးမှန်ပါတယ် သူ့ရဲ့ခေါင်းဆောင်မှုပုံစံကလည်းအာနာဆန်ဆန်မဟုတ်ပဲမိခင်တယောက်ရဲ့နူးညံ့တဲ့ဂျင်နာမှုပြုစုစောင့်ရှောက်မှုနဲ့ဖိတ်ခင်တယောက်ရဲ့အားပေးမှုလမ်းညွှန်မှုတဲမပေးမှုတွေကိုဟန်းချက်ညီညီပေါင်းစပ်ထားတယ်။ဒါပြင်သူနဲ့သက်ဆလုံးနေယုံချီသူတွေဟာပြင်းထန်တဲ့ကတိုက်ခံတွေနှိမ့်ဆက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒါမဲ့အရေးကြီးဆုံးကသက်ဆလုံးနေသားတွေဟာရှင်ပေါလုဟောပြောတဲ့တရင်စကားကိုလူအကြံဉာဏ်အဖြစ်မဟုတ်ပဲ တန်ခိုးနဲ့ပြည့်စုံတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်လက်ခံခဲ့ကြပြီးအဲ့ဒီနှုတ်ကပတ်တော်ကသူတို့အထက်မှာအလုံလုံနေခဲ့တဲ့ဆိုတာပါပဲကဲဒီချက်တင်နဲ့ကျမတို့လက်တွေ့ဘဝအတွက်ဘလို့အနှစ်သာရတွေထိုးယူနိုင်မလဲဟုတ်ကဲ့ဒီကျမ်းပေါ်ကနေထုံထုံနိုင်တဲ့အထက်သင်ကန်းစာတောင်ကူကိုပြန်ကောက်နှုတ်ရရင်ပေါ့လေပထမကျက်ကတော့စစ်မှန်တဲ့ခေါင်းဆောင်မှုဒါမမို့ဩဇာလွန်မှုမဟာယာထု အာနာဒါမမို့ကိုကျိုးစီပေါ်ပေါ်မှာအခြေမခံဘူးဆိုတာပဲ ်ဖီးယားတွေအတိုက်ခံနေကြတယ်မှာတော့မရိုင်းမလဲတဲ့တမာတိစစ်မှန်တဲ့မေတ္တာနဲ့အနိနာခံပြုစုဆောင်ရှောက်မှုတွေပေါ်မှာတိဆောက်ထားတယ်ဆိုတာပါပဲကျွန်တော်တို့ရဲ့လူရတွေကကျွန်တော်တို့ရဲ့စိတ်ရင်းအမှန်ကိုအကောင်းဆုံးထင်ဟပြတာပါတယ်ဒုတိယသင်ခန်းစာကတော့ထျောက်တဲ့လမ်းညွန်မှုနဲ့ပြုစုပြောထောင်မှုမှာနူးညံ့ကျင်နာမှုအဲမိခင်စိတ်နဲ့တတိရှိရှိအမှန်တရားကိုပြောဆိုလမ်းညွန်တက်မှာပြင်မှုဖက်ခင်စိတ်နှစ်ခုလုံးဟန်ချက်ညီဟုလိုအပ်တယ်ဆိုတာပါ The wise believers မှာဆိုတွေကဒီ synergy ရဲ့အရေးပါပုံကိုအလေးပေးထားပါတယ်။တခိုးတဲ့အားသာနေနဲ့အားနေချက်တွေရှိလာနိုင်တယ်ပေါ့နော်။တတိယသင်ခန်းစာကတော့ကျွန်တော်တို့တုံတင်ချက်တွေတရင်စကားတွေကိုလက်ခံတဲ့စိတ်သဘောထားကအလွန်အရေးကြီးတယ်ဆိုတာပါ။တက်တာလောနေတာတွေလိုမျိုးလူကိုကြော်လွန်ပြီးမူလအရင်းအမြစ်ဖြစ်တဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်လေးနဲ့စွာလက်ခံနိုင်ခြင်းကအဲ့ဒီတရင်စကားရဲ့တန်ကိုးကိုကျွန်တော်တို့အသက်တာထဲမှာအလုံးလောက်ခွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ ောင်းလိုက်တာဒီနေ့တော့ the wise believers ကပြုစုထားတဲ့အချက်အလက်တွေကိုအခြေခံပြီးတတလော်နေဩဝါဒစာပထမဆောင်အခန်းကြီးညစ်ချေကရှင်ပေါလုရဲ့အမှုတော်သူ့ရဲ့စည်ရင်စေတနာခေါင်းဆောင်မှုပုံစံကြုံတွေ့ခဲ့ရတဲ့အတိုက်ခံနေနဲ့တတလော်နေယုံကြည်သူတွေရဲ့အန်တော်ဝဲတုံပြမှုစတဲ့အထူးအကြောင်းအရာတွေကိုစူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နောက်ဆုံးအရင်နဲ့ကျွန်တော်တို့ဆက်ပြီးစဉ်းစားဆင်ခြင်ဖို့အတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ဒီအခန်းကြီးတစ်ခုလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါ တဖက်မှာကိုယုံကြည်တဲ့အမှန်တရားကိုခိုင်ခိုင်မာမာစုပ်ကိုင်ပြီးရဲရဲဝံ့ဝံ့ပြောင်းဝဲလို့စိတ်အခြားသူတွေကိုကောင်းကျိုးတဲ့အောင်ဆွေးလို့စိတ်ရှိနေတဲ့ဒါမှမဟုတ်ချင်းတဲမှာပဲအဲ့ဒီလိုလှုပ်ဆောင်ခြင်းကြောင့်ပဲနားလည်မှုလွဲမှားခံရတာပြင်းထန်တဲ့စန့်ကျင်မှုတွေကျုံးရတာကိုယ်တိုင်နက်နာဆုံးရှုံးရနိုင်ကြတဲ့ရှိနေတယ်ဒီလိုမျိုးယုံကြည်ချက်ခံမှမှုနဲ့အတိုက်ခံပြုမှုကြောင့်မှအမြဲလိုလိုတည်ရှိနေတဲ့တင်းမမှုတွေဖျားရအောင်မှာ ကိုယ့်ရဲ့အတွင်းစိတ်တမာဒီကိုကိုယ့်ရဲ့စိတ်မှန်တဲ့မေတ္တာနဲ့ရည်ရွယ်ချက်ကိုဘယ်လိုဆက်လက်ထိန်းသိမ်းမလဲရှင်းဖို့လို့ရအတက်တာနဲ့ဒီအခန်းကြီးတက်ကသူ့ရဲ့စကားတွေဟာဒီစင်ခုံမှုအတွက်ဘယ်လိုလက်တွေ့ကြတဲ့လမ်းညွှန်မှုတွေပေးနိုင်မလဲဆိုတော့ကိုဆက်ပြီးတွေးတော့ကြည့်ဖို့အားပေးခြင်းပါတယ်ဗျာ